2025ခုနှစ်ဧပြီလ22ရက်နေ့တွင်ပါလဂါမီဂျာမီနှင့်ကက်စမီယာတို့တွင်ကြောင်းပွဲပွဲကောင်းသောအကြံဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်တနတ်သမားများကခီးသွားများကိုပစ်ခတ်ခဲ့သည်လူ26ဦးသေဆုံးခဲ့ပြီးသေဆုံးသူအများစုမှာဟိန္ဒူဖျားဖူးများဖြစ်ကြသည်ဤဖြစ်ရသည့်နှစ်ပေါင်း20နှစ်ပါအတွင်းဒေတာတွင်အရသာများကိုအသေးပြောက်အများဆုံးတိုက်ခိုက်မှုများတစ်ခုဖြစ်သည်။တုတ်ပြန်သည့်အနေနှင့်ဝန်ကြီးချုပ်နာရန်တာမူရီက ဒီတိုက်ခတ်မှုကိုပြင်းပြင်းထန်ထန်ဆုတ်ချခဲ့ပြီးရက်ဆက်ကြမ်းကြုတ်တဲ့လှုပ်ရှားလို့ခေါ်ခဲ့ပါသည်။တာဝန်ရှိသူများသည့်ပြင်းထန်သောအကျိုးဆက်များရင်ဆိုင်ရမည်ဟုလည်းကတိပြုခဲ့သည်။အိန္ဒိယ၏ချန်ပီယံများနှင့်၎င်းတို့၏ကြောထောင်နောက်ခံပြုသူတိုင်းကိုပေါ်ထုတ်ချရာခံကအပြစ်ပေးမှုဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။ချန်ပီယံမှုကိုတိုက်ဖြတ်ရန်အိန္ဒိယတန်ထိတ်တန်ဒီခိုင်မြဲဆဲဖြစ်ကြောင်းလဲ၎င်းကပြောကြားခဲ့သည်။အိန္ဒိယဆိုရသည်ဂျာမူနှင့်ကာစမီးယားတို့၏အချမ်းဖက်ကွန်ရက်မှအချီးချီးမားမားနေနေမှုစတင်ခဲ့သည်။ လောက်ချိုးရီတပ်ဖွဲ့ဝင်များသည်ဆွေတွေကြွားဟုတန်ရာရှိသူ၉ဦးနှင့်အချမ်းဖက်သမားများ၏နေအိမ်များကိုဖျက်ဆီးခဲ့သည်ဤလူများကိုလာကာဤတံပါကဲ့သို့သောအဖွဲ့များနှင့်ချိတ်ဆက်ထားသည်ဆိုဘီယာနီပူဝါမာဘန်ဒီပူရာနှင့်ကာဝါရာအပါဝင်ခရိုင်အများပြားတွင်ဖြိုဖျက်မှုများဖြစ်ပွားခဲ့သည်နိုင်ငံတကာကိစ္စများတွင်အိန္ဒိယသည်ပါကစ္စတန်ကိုပြင်းပြင်းထန်ထန်အရေးယူခဲ့သည်ပါကစ္စတန်၏နေဆာဖြတ်ကျော်အချမ်းဖက်ဝါရာကိုပန့်ပိုးကူညီနေသည်ဟုအိန္ဒိယကဆိုဆွဲခဲ့သည် အိန္ဒိယရဲ့ Indus Waters Treaty ကိုဆိုင်းငံ့ထားပြီးအိန္ဒိယပါကစ္စတန်တာဝန်တွေကိုနှင်ထုတ်လိုက်ပါတယ်။အိန္ဒိယသည် Atari ပေါင်းစပ်စစ်ဆေးရေး post ကိုလည်းပိတ်ထားပါသည်။ထို့အပြင်အိန္ဒိယသည်ပါကစ္စတန်နိုင်ငံသားများအတွက် SAARC Visa ကိလုံခွင့်အစီအစဉ်ကိုဆိုင်းငံ့ထားပါသည်။ပါကစ္စတန်နိုင်ငံသားများသည်ယခုအခါနိုင်ရည်40အတွင်းအိန္ဒိယနိုင်ငံထွက်ခွာရန်လိုအပ်နေပြီဖြစ်သည်။စီမီတျောက်အခြေအနေတင်းမာလာပြီဖြစ်ဖြစ်အကြောင်းပြချက်မရှိဘဲပါကစ္စတန်တပ်ဖွဲ့များကပြစ်ခတ်ခဲ့ကြောင်းတည်င်းများ ထပ်ပေါ်လဲရှိပြီးဤတိုက်ခတ်မှုကိုအိန္ဒိယစစ်တပ်ကတုံ့ပြန်ခဲ့ပါသည် UAE နှင့်အီရန်တပ်မတော်များအပါအဝင်အခြားနိုင်ငံများမှခေါင်းဆောင်များသည်အိန္ဒိယအတွက် one net ကြောင်းပေါ်ပြခဲ့ကြသည်အိန္ဒိယကိုထောက်ခံကြောင်းအမေရိကန်နှင့် UAE နှင့်အီရန်တပ်မတော်များကလည်းပြသခဲ့ကြသည်အမေရိကန်တပ်မတော်ဒေါ်နယ်ထရန့်ကလည်းတိုက်ခတ်မှုမှာအလွန်ပြင်းထန်တော်လဲအိန္ဒိယနှင့်ပါကစ္စတန်တို့ကအခြေအနေကိုထိန်းချုပ်နိုင်မည်ဟုယုံကြည်ကြောင်း၎င်းကပြောကြားခဲ့သည် ဆိုရှယ်စစ်စစ်မှုများဆက်လက်လှုပ်ဆောင်နေချိန်တွင်အိန္ဒိယအာဏာပိုင်များသည်ပါဝင်ပါတဲ့သူများကို view the site ဆောက်ဖွေလက်ရှိသည်တန်တရားရှိသူအများပြားကိုဖမ်းဆီးထားပြီးအကြမ်းဖက်မှုကိုတိုက်ဖျက်ရာတွင်ကူညီပေးဖို့ပြည်သူတွေကိုဒတိစစ်စစ်နဲ့တန်တရားပြည့်စုံမှန်သမျှကိုတည်င်းပို့ဖို့အစိုးရကတောင်းဆိုထားပါသည်